ဥပဇာဥပဇာဆောင်းဝံကိုဆရာမောင်ခင်မင်းတနုပြုရေးသားတဲ့အထပေတဏီချမ်း2004ပထမကြိမ်စောက်နဲ့အဥပဇာကဘာကြီးတဲ့မှာ2015စောက်တို့ကနေကောင်းလုံးထားတယ်ဒီနေ့မှာ1 IQ M manager တို့ OS ဝင်ကဥပဇာဆောင်းဝစကပြေလက်ချင်းကမေကွန်းနံပါတ်5ကိုဆွေးနွေးတင်ပြတော့မှာဖြစ်ပါတယ်အပထမအဆုံးအနေနဲ့ဥပဇာဆိုတာပါလေဥပဇာဆိုတာ ဥပဇာရာဆိုတဲ့ပါဏိစကားကနေစဉ်းသက်လာဖြစ်ပြီးတော့တင်စားတော့စကားလို့အဓိပ္ပာယ်ရတယ်။အခုကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့စကားတွေမှာဥပဇာစကားတွေအများပြားပါဝင်နေတယ်။အာဥပဇာအတုံးတွေမှာဆိုလို့ရှိရင်လူခန္ဓာကိုယ်နဲ့ဥပဇာတင်စားပြောဆိုခြင်းတွေမှာကျွန်တော်တို့လူခန္ဓာကိုယ်နဲ့အစိပ်ပိုင်းတွေဖြစ်တဲ့မျက်စိမျက်နှာရှာနှာခမ်းခြေထောက်တို့ကိုအခြေပြုပြီးတော့ဥပဇာစကားတွေတင်စားပြောဆိုကြတယ် လူမှုစာမျက်နှာဘဝစာမျက်နှာညီမျက်နှာတွင်ပြင်စသဖြင့်စကလုံးတွေကိုလည်းတင်စားသုံးလုံးလေးရှိတယ်။မျက်စိမှဆိုရင်နနတိခွိုင်မျက်စိတွေမပါစေနဲ့လို့တာကူစိတ်ကိုမျက်စိပြအောင်ကြိုးရတယ်လို့ဒီလိုစကားတွေမှလည်းလူခန္ဓာကိုယ်မှာမျက်စိရှိလို့နနတိနဲ့တာကူစိတ်မှလည်းမျက်စိရှိရဆိုတဲ့ပုံစံကိုဖော်ပြထားဖြစ်တယ်။ဒီလိုမျိုးလူရှာကိုတင်စားတဲ့ဥပစာစကားတွေမှဆိုရင်ချိန်ဝင်တွေမှလည်းချိန်ဝင်ရှာကျွန်းဆိုရင်လည်း ကျွန်းရှာတို့အုတ်ထုံမှာဆိုလဲအုတ်ထုံရှာတို့စသဖြင့်တင်ဆက်ကြရတယ်။အပလင်းတို့အိုးတို့မှာလဲလူလိုပဲနှခမ်းနှခမ်းလို့တင်စားလို့ရတဲ့အဝပတ်လေအစိပ်ပိုင်းတွေကိုအိုးနှခမ်းတို့ပလင်းနှခမ်းတို့ခေါ်ကြပြီးတော့လူလူရဲ့ခြေောက်လူမျိုးဇပွဲခြေောက်တို့ကာတိုင်ခြေောက်တို့စသဖြင့်အတုံးတုံးတွေလည်းရှိတယ်။ဒုတိယအချက်အနေနဲ့အခြားအရာဝတ္ထုအမည်တွေကိုလူခန္ဓာကိုအစိပ်ပိုင်းအမည်ဖြစ်တင်စားတဲ့ဥပစာဖြစ်တယ်။ အပေါ်မှာပြောသလိုမျိုးလူခန္ဓာကိုယ်နဲ့စိတ်ပိုင်းကိုအခြားအရာတွေမှာသုံးသလိုမျိုးအခြားအရာဝတ္ထုတွေရဲ့အမည်ကိုလည်းလူခန္ဓာကိုယ်စိတ်ပိုင်းတွေမှာသုံးကြရတွေ့ရတယ်။ဥပမာစပင်ကျွန်တော်တို့ဥရဲ့ဥရဲ့ပြာမှာပေါက်နေတဲ့စပင်ဟာဆိုးရဲစကလုံးကိုတစ်ပင်ပန်းပင်တွေရှင်းတဲ့လိုမျိုးပေါက်ရောက်နေတဲ့အပင်တွေနဲ့တင်စားတဲ့စပင်နဲ့ပတ်သက်တဲ့ဥပစာသုံးလို့မျိုးရှိတယ်။ဒီလိုမျိုးတည့်ရနဲ့တူတဲ့ လူခဏကိုအစိပ်ပိုင်းကိုနေရွက်တို့အတီးနဲ့တူတဲ့လူခဏကိုအစိပ်ပိုင်းကိုလက်သီးဟိသစ်စိဆိုရင်လူခဏကိုအစိပ်ပိုင်းနဲ့တူရဲ့လေစီတို့အဆန်ဆိုလဲလလူခဏကိုအစိပ်ပိုင်းနဲ့တူတဲ့မျက်စံတို့ယူရန်နဲ့တူရဲ့လူခဏကိုအစိပ်ပိုင်းဆိုလဲလေရန်တို့အခေါင်းနဲ့တူတဲ့လူခဏကိုအစိပ်ပိုင်းဆိုလဲနှာခေါင်းစသဖြင့်တင်စားခေါ်ကြပါတယ်တတိယတစ်ချက်အနည်းနဲ့ ကိုခန္ဓာရဲ့ခုံထူးဝိသေတာတွေကိုအခြေပြုပြီးတင်စားတဲ့ဥပစာတွေဥပမာအဖြစ်မျက်နာရတယ်ဆိုရင်ချစ်ခင်နှစ်သက်ချင်းခံရတာအလေးပေးခြင်းခံရတာမျိုးဆိုလိုတာဖြစ်ပါတယ်။နောက်တစ်မျိုးအနေနဲ့မျက်နှာပွင့်တယ်လို့လည်းသုံးလို့ရပါတယ်။စန့်ကျင်ဘက်အနေနဲ့ဆိုရင်တော့ခင်မင်ရင်းနှီးမှုပြတ်တာပေါင်းတင်ဆက်ဆံရေးပြတ်တာကိုမျက်နှာပြတ်တယ်လို့သုံးလို့ကြပါတယ်။အာနောက်ထပ် ဒီတစ်သက်အင်စာကနှစ်ခုတော့ဆိုတော့ခေါင်းစားရယ်ဒီနေရာမှာခေါင်းစားတယ်ဆိုတာကခေါင်းကိုစားလိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။ဟောစဉ်းစားရတယ်တော်တော်စဉ်းစားရတယ်အကျင်ထောက်ရတာကိုဆိုလိုချင်တာဖြစ်ပါတယ်။ခေါင်းကောင်းတယ်ဆိုလဲအုံနောက်ကောင်းတယ်ပေါ့။အာခေါင်းမဖြတ်တယ်ဆိုရင်တော့သူတစ်ပါးလှုပ်တဲ့အကျိုးမြတ်ကိုမတရားသိမ်းယူတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ရှာမှာဆိုရင်လည်းအာဒီရှာရဲ့စွမ်းရင်ကိုအသုံးပြုပြီးတော့ရှာလေသွားရဲဆိုရင်အာအရသာရှိရဲလို့ဆိုလိုတာဖြစ်ပါတယ်။ရှာရှိရဲဆိုရင်စကားတွေများနေရဲလို့ပြောတာပဲဖြစ်ပါတယ်။အာရှာရားနေရပဲဆိုရင်အကြောင်းအရာတစ်ခုခုကိုတော်တော်ပြောချင်နေပြီပေါ့နော်အစတဖြစ်ကျမတို့ရဲ့နေ့စဉ်ဘဝအတုံးနေကလည်းအဥပစာအတုံးနေဖြစ်တယ်ဆိုတဲ့အကြောင်းသိရှိရပါတယ်အစရုထတစ်ချက်အနေနဲ့လူခန္ဓာကို အစိပ်ပိုင်းနေမပါပေမဲ့လည်းဒီအပြုတ်မှုအခြေအနေကိုအခြေပြုတဲ့ဥပစာတွေအာဒီမှာဆိုရင်တော့မတင်မကြဖြစ်တာကိုချီတုံချတုံပြီးအလိုက်တင်ရောနှောနေနိုင်နေထိုင်တာကိုချော်လဲရောထိုင်အဲတက်တရရတာကိုအသက်ရှူချအောင်ဆက်တဲ့ဖြစ်တုံးလုံးကြတာဖြစ်ပါတယ်။ဒါတွေကကျမတို့ရဲ့နေ့စဉ်ဘဝမှာတုံးနေကြအတုံးနေမလို့ဥပစာစကားလို့ မထင်မှတ်ရလောက်အောင်အသားကြအနေထိုင်နေရပဲဖြစ်ပါတယ်။ငါးချက်မြောက်အနေနဲ့ကတော့လုပ်ငန်းဆောင်တာကိုအခြေပြုရဲ့ဥပစာစကားတွေဖြစ်ပါတယ်။အာစက်တပိနေပဲနဲ့တက်ဆိုင်နေအတုံးနေမှာဆိုရင်စိုင်းမစင်ပုံမစစ်ဒီမမျောလင့်မဲ့ရုပ်တရက်လို့ဆိုလိုတာပဲဖြစ်ပါတယ်။ လေရလုံညံ့နဲ့တက်ဆိုင်နဲ့အသုံးတွေမှာဆိုရင်တော့လမိုင်းကက်တာအာဒီနေရာမှာလမိုင်းကက်တယ်ဆိုတာကြတော့ဒီလေသမားတွေအားပေါ့နော်လေရလုပ်ငန်းတွေအဆင်ပြေဖို့အတွက်လမိုင်းနက်ကိုပူစောပတာချရဲဒီလမိုင်းနက်ကဒီပူကက်တဲ့သူကအဆိုင်ဆိုင်ရရအဆင်ပြေချောမွေရဲဆိုတာကိုဆွဲဖြူပြီးတော့လမိုင်းကက်ဆိုတဲ့စကားကိုအဆင်ပြေချောမွရဲဆိုတဲ့အဓိပ္ပာယ်နဲ့သင်စားသုံးထုတ်ကြတာဖြစ်ပါတယ်ဒီလိုမျိုးပဲပေစာနဲ့တက်ဆိုင်နဲ့အသုံးတွေမှာဆိုရင်စကားပလင်ခန့်နေဆိုတာကဆိုလိုချင်တဲ့အကြောင်းအရာကိုမပြောခင်စကား ရိမ့်မွက်ကြိုပြောတဲ့အတိတ်ပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့အစင်းအတန်အနဲ့အရတာအထီအတွေ့အာယုံ၅ပါးကိုအခြေပြုရဲ့ဥပစာစကားတွေမှာဆိုရင်အဖြူရောင်ကအေးတယ်၊ချုံမြိန်နဲ့အမှတ်တရတွေတတိမှုရတယ်၊စိတ်ကောက်တယ်၊စိတ်ရှည်ရဲ့စသဖြင့်ပေါ့နော်။ကျမတို့ရဲ့နေ့စဉ်ဘဝဥပစာအသုံးတွေပဲဖြစ်ပါတယ်။ အာဒီဆရာကြီးမောင်ခင်မင်းတနုဖြူရေးတဲ့ဥပစာဆောင်းမစကက်ပြေကိုဖတ်ပြီးတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာဥပစာစကားအသုံးနေညာစွာပါဝင်နေတာကိုသိရှိရတယ်။ဒီဥပစာစကားတွေကအဲတခြားလေ့လာကြည့်မယ်ဆိုရင်ဘာသာစကားတွေရဲ့တူညီမှုတွေကိုဆက်ဆက်ပြီးတော့အခြေပြုတင်စားထားရတဲ့တဲ့အသုံးတွေဖြစ်တာကြောင့်မို့လို့ကျမတို့မြန်မာဘာသာစကားကိုလေ့လာရတဲ့နေရာမှာများစွာအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။